စနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုအောင်မြင်မှုတွေဆာလောင်နေတယ်မဖြစ်ရသေးတဲ့ကိစ္စတွေကိုဖြစ်ကိုဖြစ်ရမယ်ဖြစ်ကိုဖြစ်အောင်ငါကြိုးစားမယ်ဆိုတဲ့စုံဖြတ်ချက်တွေညီမှန်းချက်တွေထားထားတာမျိုးလေးတွေစဉ်းစားနေတာမျိုးတွေတွေးခေါ်နေတာမျိုးတွေရည်ရွယ်ချက်ညီမှန်းချက်တွေနဲ့ပတ်သက်လို့ဖြစ်ရှင်တဲ့စိတ်တွေအရန်အာတန်နေတော့ကာလဖြစ်တဲ့အတွက်ဘာလို့မဆိုရှေ့လို့ဆောင်ရွက်ပြီးတော့အာယုံစုစုဆက်ဆိုင်ရသွားရင်ကျင်းတည်တယ်မိတ်ဆွေတွေရင်ထဲမှာရှိတဲ့ဆန္ဒတွေက dream to come to ပေါ့အမှန်တကယ်ကိုကျင်းတည်အစီအမံကာလလမ်းစာပြမဲ့ကာလပိုင်းရှာဖြစ်ပါတယ်ခင်ဗျအလုတ်ကအလုတ်ကနဲ့ပတ်သက်လာရင်တော့ အပြိုင်ဆိုင်နေအနေငယ်များတဲ့စိတ်ညစ်ရတာမျိုးလေးတွေစိတ်မကျေနပ်တာမျိုးလေးတွေဖြစ်ပေါ်နေတော့ကာလဖြစ်ပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာလို့ရှိရင်လက်ရှိရှိနေတဲ့နေရာကနေရုံထွက်သွားခြင်းနဲ့စိတ်တွေပြေးထွက်သွားခြင်းနဲ့စိတ်တွေခဏခဏညီးတွားနေတာမျိုးလေးညှဉ်းညူနေတာမျိုးလေးကြုံရတတ်တယ်သို့တော့ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာစနေရဲ့သဘောကလည်းစိတ်ကြီးကြီးဆိုတော့တဘောလက်ရှိကာလအတွင်းမှာဘာကိုဖြစ်ဖြစ်အရာရာကိုအရေးကြီးတဲ့ကိစ္စတွေကိုဆုံးဖြတ်ဆောင်ရွက်တဲ့အခါမှာစိတ်ကိုချော့ထားပြီးတော့အရေးကြီးဆုံးဖြစ်အောင်လုပ်ရင်ဘာကိုမဆိုအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဟာဂျိန်းတွေရရှိမဲ့အပတ်တာကာလပိုင်းစားဖြစ်ပါတယ်စတင်လှုပ်ဆောင်ရွက်လုပ်တွေကိုချစ်တိုးဆောင်ရွက်လှုပ်ဆောင်မှာစက်တူကိစ္စတွေအကျိုးပေးပါတယ်စာချုပ်စာ န်းကိစ္စတွေချိတ်လို့ဆောင်ရလှုပ်ဆောင်တာတို့အပြင်မိတ်ဆွေတို့အနေနဲ့အသက်စတင်လှုပ်ဆောင်ခြင်းတွေကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးအရေးကြီးတဲ့ကိစ္စတွေပြောဆိုဆောင်ရွက်ခြင်းမျိုးတွေအတွက်တော့ကန်တရရဲ့အထောက်အကူများစွာရရှိတတ်ပြီးတော့အကြံစီတဲ့အတွေးခေါ်တဲ့တွေကိုချိတ်လို့ဆောင်ရွက်ပြီးတော့အကြံဉာဏ်တဲ့အတွေးခေါ်တဲ့တွေကိုစတင်ပြီးတော့ရေးဆွဲပြီးတော့အသက်သွင်းတာမျိုးအစီအစဉ်ဆွဲတာမျိုးလေးချစ်တို့ဆောင်ရလောက်ဆောင်ရအသာကောင်းမှုတိုးတက်နိုင်ပါလေထူးထူးရှိချပါပဲမြေကြီးကောင်မတော်မတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတာမျိုးလေးတွေဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတာမျိုးလေးတွေကြုံရတဲ့တော့ပတ်တာကလာပိုင်းရှားဖြစ်ပါလေခင်ဗျဒါအပြင်မိတ်ဆွေတို့เนี่ยဒီကလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာ ကိုကိုတိုင်စတင်လှုပ်ဆောင်ခြင်းတွေကိုကိုတိုင်ကိုယ့်ရဲ့တဲလန့်ကိုအသုံးချခြင်းတွေအတွက်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိစေမယ့်အပ္ပတကလာပိုင်ရှားဖြစ်ပါတယ်ຢາຮູ້ລົງງານກັນຢາຮູ້ນະປະຕັດລະຫຍໍນີດາດາອະພັດຕິນປີໂຕຕັບຜູ້ສໍໂຕຢາຮູ້ສໍຍິຍູດາຜິດໄປແລ້ວວ່າຈັ່ງເລີຍສໍຢາຮູ້ລົງງານກັນນະປະຕັດຢາຮູ້ໂຕຈິຢາຮູ້ຕັດຊິນນີ້ໂຕກັນແຍອານແນມູລີຢາຊິນີ້ຕັດແດ່ໂຕຈາກຫມູລູເມິດສໍໂຕນະຢາຮູ້ໂຕໂຢາຮູ້ຕັດຜູ້ໂຕເອຫຍໍຕາຫມິໍກໍມະລາຜິດຢາຕັດໂຕກາລາໄປຈາຜິດແດ່ໂຕຢາຮູ້ມາໂຕຫນາຍຫມູເບບອກວ່າຢາຊິປາສໂພດລົງງານນີ້ວີຊາລົງງານນີ້ຄີ້ຕົວລົງງານນີ້ມາໂຕຕິຖ້າບາ စိတ်တိုင်းမကြခြင်းမျိုးတွေထင်းငေါခြင်းမျိုးတွေလူလိမ်ခံရတာမျိုးတွေကြုံရတတ်တယ်လို့မိမိမျောလင့်ထားတာနဲ့မျောမှန်းထားတာနဲ့မှန်းချက်ဟာနှမ်းထွက်နဲ့လွဲနေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ review စင်ကြင်ရအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့အထွက်တွေများနေတတ်ပါတယ်ခီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများနေရတာမျိုးလေးတွေမဖြစ်မနေမတော်မဖြစ်တော့တော့ခီးသွားကိစ္စလေးတွေဆက်ပစ္စည်းရင်ကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများနေရတာမျိုးလေးတွေကြုံရတတ်တော့ကာလဖြစ်ပြီးတော့တပည့်လက်သားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများရတာမျိုးခီးသွားကိစ္စလေးတွေကြောင့်သို့မဟုတ်နေရာတိုင်းအိုးအိတ်ချမ်းမြေတွေနဲ့ပတ်သက်ပြီးတော့ကိစ္စလေးတွေကြောင့်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့ဝင်တော့ဝင်တယ် ယ်သို့တော့လက်ရှိမှာယင်းနည်းရတာမျိုးကြောင့်ငွေကြီးနဲ့ပတ်သက်လို့အထွက်တွေများနေတက်ပြီးတော့အဲဆရာငယ်လိုပဲဗျာငွေထွက်တာများရင်ခေါင်းကိုက်တယ်လို့ပဲဆိုတော့ခေါင်းကိုက်နေတယ်ငွေကြီးနဲ့ပတ်သက်ရင်ငွေအဲလက်ထဲမှာရှိနေတာနဲ့ထောက်ငွေရများနေတဲ့သောကာလဖြစ်ပါတယ်။သို့တော့ဒါလည်းစစိုးဝါအခြေအနေတစ်ခုကိုမဟုတ်ဘဲနဲ့မိတ်ဆွေတို့နဲ့မဖြစ်မနေသုံးဆွေရသောကိစ္စလေးတွေကြောင့်သာငွေကြီးဟာအဖက်မတင်တာမျိုးလေးတွေကြုံတွေ့နေရတဲ့သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ။လက်ထဲမှာငွေထားတာမျိုးတက်တစ်ခုကိုယင်းသီးသုံးလိုက်တာမျိုးတစ်ခုကိုချိန်တိုးပြီးတော့ခက်မြန်မြန်သာယင်းသီးလိုက်တာမျိုးဟာပုံမကောင်းပုံပြီးတော့လက်ထဲငွေထားရင် ဝင်ဝင်နဲ့ထွက်ငွေဟာပတ်စံကုန်နဲ့မတည့်တယ်လို့ပဲလက်ထဲမှာငွေထားရင်ကိုအဲထွက်ပြေးခြင်းတဲ့စိတ်တွေကိုဖြစ်နေတာမျိုးကုန်နဲ့ငွေနဲ့ဟာယူပါနဲ့ရှူချနေတယ်လို့ဖြစ်နေတတ်တဲ့အတွက်တော့ review ဆင်ခြင်ပြီးတော့အဲဆေးရအောင်လားအရှင်လည်းအထားပါတော့။ကောင်းပြီ။စနေသားသမီးမိတ်ဆွေဒီအပတ်တာတော့ဒီမှာကျမ်းပါကြီး။ကျမ်းပါကြီးနဲ့ပတ်တိုင်တော့ငကူကကျမ်းပါကြီးညံ့နေသူတွေရှူချနေသူတွေတောင်ဆရာသမားကောင်းစီးဝါအပြောင်းလဲကောင်းနေနဲ့ကုသလိုက်ရင်ဖြစ်ပေါ်နေတော့မပြောက်တော့ဘူးလို့ထင်သားတော့အဲငကူကဆွဲကတ်နေတော့ယောဂါတွေတောင်မှပျောက်ကင်းသွားမဲ့ကာလဆရာကောင်းသမားကောင်းနေ တွေးမဲ့ကာလဇီဝကကောင်းတွေတွေးမဲ့ကာလဖြစ်တဲ့အတွက်ချမ်းမာရင်းနဲ့ပတ်သက်လို့ဖြစ်ပေါ်နေသောအရာတွေကိုချစ်လို့ဆောင်ရွက်လို့ဆောင်မှာအကောင်းကမှာအတာကောင်းမှုနေတဲ့အတွက်အာရောချံပရမလာဘန်ဆိုတဲ့တိုင်းချမ်းမာရေးအတွက်ကိုအာယုံပြုပြီးတော့တိတိရှာရှာလေးချစ်ချမ်းမာမလေးကုလာရင်ဘလောက်ပဲယောဂဖြစ်နေပါစေအောင်တော့အကောင်းမှုခြင်းနဲ့တိုးတက်ခြင်းနဲ့လမ်းစာတက်တည်ရရှိမဲ့ကာလအပိုင်းချဖြစ်တဲ့အတွက်ချမ်းမာရင်းနဲ့ပတ်သက်သောကိစ္စတွေအတွက်တော့ဒီကာလဟာအကောင်းထည်ပေါ်ခြင်းတိုးတက်ခြင်းတွေရရှိနိုင်တယ်ခွဲစိတ်ရှင်နေ operation ဝင်ခြင်းနေအာငကူကငါလုံးလိုက်ပို့ဆိုးသွားမယ်ဆိုတဲ့ကိစ္စတွေဆိုးရိမ်မနေပါနဲ့ချစ်တို့ဆောင်ရလောက်ဆောင်မှာအာသာမှုနဲ့ကံကောင်းမှုတွေရရှိပြီးတော့ တကယ်ကိုကျမ်းမာရေးအတွက်တော့ကောင်းမွန်မှုနဲ့အတက်ဖြစ်စေမှုတွေရရှိစေမယ့်အပိုင်းတစ်အရာဖြစ်ပါတယ်ခင်ဗျာဒါအပြင်လူငယ်တွေအခြေအခြေအနေပတ်သက်လာရင်တော့အဲခရီးသွားတာမျိုးတွေဟာဖူးစာဘက်ပေါ်တာမျိုးလေးတွေနော်လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ခရီးထွက်တာမျိုးသို့မဟုတ်ရက်ဝေးကဖူးစာဘက်တွေပေါ်လာတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေသမီးသားများအနေနဲ့တော့တုံးနဲ့တူတယောက်နဲ့တယောက်အကောင့်ကြောင့်ပဲခွဲခွာရတာမျိုးသို့မဟုတ်အဲ ဝေခဏခွဲခွာနေရတာမျိုးလေးကြုံရတတ်တယ်လို့ပညာရေးကိစ္စလေးတွေကြောင့်ခိတခဏခွဲရတာမျိုးလက်ရှိရှိနေတဲ့နေရာမှာတမီးစားနဲ့တနေရရာကိုတွားရတာမျိုးအဲနှစ်ယောက်တနေရခီးကားကိစ္စလေးတွေကြောင့်သူမဟုတ်လို့ချင်းအကြောင်းအရာမျိုးစုံနဲ့ခိတခဏခွဲခွာရတာမျိုးအဆိုးပင်ဖြစ်စေကောင်းပင်ဖြစ်စေဒီလိုမျိုးကိစ္စလေးတွေကြုံတွေ့ရတာလွင်ကျန်တာဘာမှဆဆူဝါမရှိပါဘူးသို့တော့စေတနာတွေဝေဒနာဖြစ်ရတတ်တာမျိုးလေးတွေစိတ်ပူတာမျိုးလေးတွေမိမိအရှိေးမှဆိုလို့ချင်းတုံးနဲ့ဒုတိယလက်တရားကိုကဖြစ်ရှင်တာကဒါတစ်ဖက်ကဖြစ်နေတာမြင်နေတာဒီလိုဆိုပြီးတော့ညှိနှိုင်းမရတဲ့ကိစ္စလေးတွေအဲဆွနာလို့ပေါ့ ကိုကလည်းဒါတော့သူကလည်းဒါဆိုပြီးတော့တယောက်နဲ့တယောက်တူးနဲ့တူးစကလုံးနေအပြင်းထန်အပြိုင်ဆိုင်နေဖြစ်ရတတ်တာကလည်းကျွန်တော်တို့ကမှစစိုးဝါးဝါးမရှိပါဘူး။ဒီကြပါလေစနေသားသမီးတွေကတခုခုဆိုအကြောမှာပါလေပြတ်မယ်ဆိုတာမျိုးတွေတခုခုဆိုဟွာဖြစ်မယ်ဆိုတာမျိုးတွေပြောရတတ်တယ်။အဲကာလာဖြစ်တာလည်းရင်တော့တကယ်တမ်းတော့လေထမ်းဗန်းစီးတက်တော့လာဖြစ်တဲ့အတွက်တော့လေတိုက်တိုင်းယူတတ်ပါလေအရှိန်းနဲ့ပတ်တိုင်း။သို့တော့ဆရာငယ်လိုနေပေါ့။နော်ကောင်းပြီ။ဆိုတော့ဒါဆိုအေဂျန်နေ။အဲစနေသားသမီးမိတ်ဆွေတွေဒီအပတ်တာတော့ဒီမှာအိမ်အောင်ကြီးနဲ့ပတ်တိုင်း ဖျားရည်များတက်ပါတယ်အိမ်တော်ကြီးအေးဟာငွေကြီးဝင်ရင်အိမ်တော်ကြီးအစ်စ်ပြီငွေဝင်ရင်အိမ်တော်ကြီးနဲ့ပတ်သက်လို့ပဋိပက္ခလေးတွေများဟာတက်တဲ့ကာလဖြစ်တဲ့အတွက်တော့စနေသားသမီးမိတ်ဆွေတွေရဲ့ငွေကြီးကန်ဟာအိမ်တော်ကြီးကန်နဲ့တရားရှုံးကြနေတယ်လို့ပြောရင်လည်းမမှန်မတည်ဘူးဆိုတော့စနေသားသမီးမိတ်ဆွေတွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ အဲဆွမ်းနာလို့ပေါ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့ပြဿနာဖြစ်ရတာမျိုးလေးတွေအရှိတင်ငင်းကုန်လာတာလည်းကျွန်တော်ဘာမှဆူဆူဝါမရှိပါဘူးငွေကြေးအပူတော့ကလေးတွေသူမဟုတ်ဘူးငွေကြေးနဲ့ပတ်သက်လို့ရှိတာငါတော့မျိုးလေးတွေမှာတော့သတိပြုစင်ကျင်ပေးဖို့လိုအပ်ကြောင်းနဲ့မိမိအိမ်တော်မှမသိအောင်လုပ်ထားတဲ့ငွေကြေးတွေရှိလို့ရှိရင်လည်းသတိပြုစင်ကျင်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြလိမ့်ခင်ဗျာဒါအပြင်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုအိမ်တော်ကြီးနဲ့ပတ်သက်လို့ရွှေချက်အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်ကြားထဲမှာအခြားသောကိစ္စတစ်ခုခုပြဿနာတစ်ခုခုမြင်ညှိနှိုင်းမရတာမျိုးမပြေလည်တာမျိုးတွေရှိတဲ့အခါကြောင့်ရှိရင်အမျိုးသမီးကြီးတဝူတယောက်ရဲ့အကူအညီကိုရယူပြီးဖြည့်ရှင်းလာရင်ကောင်းသောကမှာရရှိလာမှာအတိအကျပဲဖြစ်ပါလိမ့်ခင်ဗျာ ို့ပြင်ဝေးกว่าနေတော့အိမ်တော်ဗျာပြန်လဲစုံစည်းရတာမျိုးတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲတင်ကြရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းစွနာလို့ပေါ့မိတ်ဆွေတို့နဲ့ငကူကအဆက်အသွယ်ပြတ်နေသူတွေပျောက်တော့သူချလင်းတွေ့မယ်ဆိုတဲ့အပ္ပတာကာလာပိုင်ရှာဖြစ်ချင်ပြောကြရပြသည်အကျိုးမပေးတဲ့အရာအကျိုးမပေးတဲ့အရာလေးတွေကစစ်ပစ္စည်းနဲ့ပတ်သက်ပြီးမောင်းနေတဲ့အခါမှာသတိပြုစင်ကြင်ပေးရလိုအပ်ပါတယ်အဲအိမ်မွေးသရိစံနေနဲ့ပတ်သက်ပြီးတော့ဖြစ်စေသရိစံနေနဲ့ပတ်သက်ပြီးတော့မြင်းတို့ခွေးတို့ကြောင်းတို့အဆရှိတာတွေနဲ့ပတ်သက်ပြီးတော့ထိခိုက်ချနာခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ကြင်ပေးရတော့လိုအပ်သောကာလဖြစ်ပါတယ်လက်စစ်ပစ္စည်းတွေအဲ ကကြီးအဆုတ်တို့နော်လက်စစ်ပစ္စည်းနဲ့ပတ်သက်တော့ຢာလေးတကူးအဆုတ်တို့ဖနှက်အဆုတ်တို့အဟောင်းလို့ရှိလို့ရှင်စွန့်လိုက်တာမျိုးလေး အဲဆနာတို့အတုံးမတဲတဲ့အရာလေးမိကွက်နေတော့အင်ဂျီကြီးအပေါက်ကြီးရှိလို့ရှိရင်လဲအဲဝဲလိုက်ပါမိစုတို့ရဲ့ကံဟာတိုးတက်ပြီးတော့ပေါ့မဝဲလိုက်ဆိုတော့ဒီကနေ့ပြစ်လိုက်လို့ဟိုဘက်တိုက်ကိုရောက်သွားတာမျိုးဟိုဘက်အိမ်ကိုရောက်သွားတာမျိုးဖြစ်နေတယ်နော်အဲဒါလေးတွေကိုသတိပြုစင်ချင်ပါခဏကြာတော့လက်စစ်ပစ္စည်းဆိုလက်စစ်ပစ္စည်းဆိုပြီးမိဖို့ပြီးတော့နော်ပြစ်လိုက်ခါမှာအဲ့ဒီလိုမျိုးဖြစ်နေတယ်နော်ဆိုတော့မိစုတို့ကတခါကြာရင်အနားလည်းပေါ်လွဲတက်တယ်အဲ့ဒီလိုမျိုးမိစုတို့ရဲ့အဟောင်းနေစနေနံပစ္စည်းအဟောင်းနေရှိရင်သဗင်ကျွအဟောင်းနေရှိလို့ရှိရင်မဖြစ်ဖြစ်ဒါတွေကိုတရှာပြဟုတ်လားဟိုစွန့်ပြစ်လိုက်တာမျိုးတွေလောက်လိုက်ပါဒါဆိုရင်မိစုတို့အနေနဲ့အဲကံရဲ့ပိတ်နေတဲ့လက်တွေဟာပြန်လဲပွင့်လန်းပြီးတော့အကူအညီတွေအဆင်ပြေမှုတွေရရှိပါလိမ့်မယ်ဒီအပတ် တာတို့ဒီမှာစနေသားသမီးမိတ်ဆွေတွေအနေနဲ့အကျိုးပေးသောနေသားအနေနဲ့ပြောရရင်တော့တနည်းမနေသားသမီးတွေအကျိုးပေးပါတယ်ထို့အပြင်အင်္ဂါသားသမီးတွေနဲ့တွက်ဖက်လုပ်တာမျိုးတွေဟာကန်တရားရဲ့အထောက်အကူကိုရရှိတတ်ပါတယ်အကျိုးပေးသောကဏ္ဍနံပါတ်ဟာတော့၅ကဏ္ဍ၃ကဏ္ဍ၈ကဏ္ဍဖြစ်ပါတယ်အကျိုးပေးသောအရက်ဟာတော့အရှိတောင်တောင်ရက်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့အယောင်နေနဲ့ဆိုရင်တော့ အယောင်ဖြစ်ဖြော်လေးတွေဝိတာမျိုးအရေးကြီးတဲ့ကိစ္စတွေမှာပြောဆိုတဲ့အခါမှာအယောင်ဖြစ်ဖြော်လေးတွေမျက်စိအေးစေသောအယောင်ကလေးတွေဝိတာမျိုးဟာမိတ်ဆွေတို့အတွက်အရေးကြီးကံကောင်းတဲ့အလုပ်တွေကိုပြောဆိုဆောင်ရွက်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောဘက်တာကာလာပိုင်ချဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်တို့အယောင်ဖွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုနော်ဟိုအယောင်ဖွက်စီဖို့အတွက်ဆိုလို့ကျွန်တော်တရင်းစာစက်ကူလေးတစ်ခုနဲ့ရိုက်ပုတ်ထိပေးပြီးတော့ရောင်းထွက်ပါစီဆိုပြီးတော့ဆူတောင်းလိုက်အယောင်တို့အယောင်ဖွက်သွားစီမှာအသေးချာပဲဖြစ်တယ်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေပြောဆိုဆောင်ရွက်တဲ့အခါအောင်မြင်မှုတွေရရှိစေရန်အတွက်ဩဇာကြီးကကလေးတစ်ယောက်ကိုမိမိရဲ့ပတ်စံအိတ်အတွင်းအိတ်အင်ဂျီအိတ်အတွင်းမှာစောက်ပြီးတော့ပြောဆိုရင်ဩဇ ာတိကမှာကြီးမားပြီးအောင်မြင်မှုတွေရရှိစေမှသိကြပဲဖြစ်တယ်။အဆက်ဆက်ရအစီအစဉ်ရအတွက်ရေရံပြောမိ။ဆရာငင်နာပြည်မိချင်း0939293416 7902916 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963050952မှာဆက်သွယ်မြင်းမြန်းနိုင်ကြောင်းနဲ့စနေနေ့မိမိတွေအားလုံးအဆက်ဆက်ရရကံတရားရဲ့ထောက်ကူကိုရရှိကြပါစေလို့ဆရာကပြောနေတဲ့နောက်တစ်ပတ်မှာပြန်ဆုံကြပါမယ်။ကဲစနေနေ့မိမိတွေအားလုံးအဆက်ဆက်ရရအောင်မြင်လို့ရတနာစိတ်ကြောက်ဇေတာပင်ကစားနိုင်ကြပါစေခင်ဗျ။ကဲဒါကတော့စနေပါဗျာ။